မင်းတော့တမ်းမှမှာပဲဒါတိတ်ထူးထူးခြားခြားမှဖြစ်ပါဘူး။ဒါနဲ့မြတ်စွာဘုရားရှင်ဖြေဖို့ကတော့ထူးခြားတယ်။မှတ်သားလောက်မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်းထဲမှာဒေသစာရီလက်တဲ့အခါကျတော့ဝိနာကာရပူရာရွာလေးပုံနာတွေကြီးနေအဲ့ဒီရွာကိုမြတ်စွာဘုရားရှင်ကြွလာတယ်။အဲ့လိုကြွလာတဲ့အခါကျတော့ရွာသူရွာသားပေါင်းတော့ဟာမြတ်စွာဘုရားရှင်ပို့မြောဖို့တရားတွေကိုနားကြားဖို့စုယုံရောက်ရှိလာတယ် ဝမ်းမြောက်ဝမ်းသာလည်းရှိကြတယ်သူတို့မသိတာတွေလည်းမိကွန်းတွေလည်းမေးကြမယ်ဆိုအဲ့လိုတိုင်ပင်ထားကြအဲ့လိုတိုင်ပင်ထားတဲ့ခါကျတော့အဲ့ဒီထဲမှာဝဆအနွယ်ဝင်ပုံနာတယောက်ပါလာအဲ့ဒီအနွယ်ထဲကပုံနာအဲ့ပုံနာကမြတ်စွာဘုရားရှင်ကိုကဲခတ်အကဲခတ်ပြီးတော့ရှောက်တယ်အရှင်ဘုရားလည်းအံ့ဩဖွယ်ကောင်းတယ်မဖြစ်စဘူးထုတ်ခဲ့တယ်အရှင်ဘုရားကိုပုံမြလိုက်တဲ့ခါကျတော့မက်ဆေ့နာအဆရှိတယ် इंद्रिय दिया ठूंची लेने मैं कहा सा जीदी के तो पे मैं द्वारे ठंडी के तो पे एक कबलानी वो मच्छा रहे परम्या के तो पे मैं सब जैसे इंद्रिय दिया ठूंची ले ला रहे ये सेने टप पा रहे मैं सब जैसे अच्छे में ने न्यावजानो पलेनो कोजोरो तामुइरो अदरो में में दे ऐ या ने यारे ऐ � इसे बात ला लुमेरा သူတို့မြတ်စွာဘုရားရှင်ကသူမြင်လိုက်တဲ့ပူလိုက်တဲ့အခါမှာမြတ်စွာဘုရားရှင်ကပလတ်သမဘတ်ဇန်သမဘတ်တွေကိုအမြဲတမ်းဝင်စားလက်ရှိတဲ့အခါကျတော့ငြိမ်းအေးတဲ့ကိုယ်ခန္ဓာရှိတယ်။ကြည်လင်တဲ့သွေးရှိတယ်။အဲ့လိုကြည်လင်တဲ့သွေးငြိမ်းအေးတဲ့ကိုယ်ခန္ဓာကြောင့်အရေးပြားကိုဖောက်ထွက်လာတဲ့အခါကျတော့ကိုယ်အသားရင်လှတဲ့ပုံစံမျိုးပူပန်မှုကင်းပြီးငြိမ်းအေးပြီးတော့ချမ်းချမ်းသာသာနေရတဲ့အခါကျတော့မျက်နှာလည်းအထူးကြည်လင်တယ်ပေါ့နော်။ငကိုယ်လေးက32ကောတ္တနဲ့ပြည့်စုံပြီးတော့ ယောက်ျားပေးတဲ့မြတ်စွာဘုရားရှင်ဒီကာယပေါ်မှာသူကဲခတ်ဒါတော့သူသူလျှောက်တဲ့သူစိတ်တဲ့ရှိတာပြောတာပါနော်မိကန်စာထမ်းသိလို့ကပလာနီကောစောပေါ်မှာပရမညာကြကိုချတာတော့ကြည်လင်းနေတာပေါ့နော်အဲဒါကြောင့်မြတ်စွာဘုရားရှင်အရေးဆင်းရအထူးကြည်လင်းနေဒါပေမဲ့ तू မသိတာကဘာလဲဆိုတော့မြတ်စွာဘုရားရှင်ဒီလိုနော်အိန္ဒြေရောအရေးဆင်းရောအထူးကြည်လင်းတာဘာကြောင့်ကြည်လင်းလဲဆိုတော့ तू မသိဘူး ဒါကြောင့်မလို့ကောင်းကောင်းအိတ်ဆက်ရတယ်ကောင်းကောင်းစားရတယ်အဲ့လိုသဘောထင်တော့ပေါ့လေဒါကြောင့်မလို့ပလင်တို့ညောင်ဆောင်တို့အမွှေးရှိတဲ့ကောစောတို့တားမွှေးအဲ့တို့တွေခင်းပြီးတော့မြင့်မြတ်တဲ့အိတ်ဆက်တဲ့နေရာအရှင်မြတ်ရပါသလားလဲအဲ့လိုမေးတာမေးတာတာမမှာပဲဒါတိတ်ထူးထူးခြားခြားမရှိပါဘူးဒါနဲ့မြတ်စွာဘုရားရှင်ပြေဖို့ကတော့ထူးခြားတယ်မှတ်သားလောက်